အီရန်ကိုဘုံကျဲတိုက်ခိုက်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကချင်းချောက်ပြောဆိုချက်ကိုရုရှားကပြစ်တင်ကန့်ကွက်လိုက်ပါတယ်။နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့အီရန်ကိုစီအေးရတိုက်ခိုက်မယ်ဆိုတဲ့အမေရိကန်သမ္မတထရန့်ရဲ့ချင်းချောက်ပြောဆိုမှုကိုရှုတ်ထားကြောင်းရုရှားဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ရုရှားမဟာဗျူဟာလက်နက်ညှိနှိုင်းရေးတာဝန်ခံစာဂေးရာကော့ကရုရှားဆွေးနွေးတဲ့တင်ဌာနကိုပြောပါတယ်။နျူကလ িয়ার စီစဉ်တဲ့ပတ်သက်လို့သဘောတူညီချက်အသိမလောက်ရင်ဘုံကျဲမယ်လို့ဒေါ်နယ်ထရန့်ကရာဇသက်ပေးတာဟာ လက်ခံနိုင်ပွဲရာရှိတဲ့ပြောဆိုမှုမဟုတ်လုံးဝမဟုတ်ဘူးလို့ဆိုပါလေ American ကအီရန်ကိုတကယ်ပဲတိုက်ခိုက်မယ်ဆိုရင်တော့ဒေတာတွင်ကတ်ဆိုးကြီးကြောက်ရွံ့သွားလိမ့်မယ်လို့ဆိုပါတယ်။အီရန်နျူကလ িয়ার စင်နဲ့ပတ်သက်လို့တင်းတင်းကြပ်ကြပ်များတောင်းမဲ့သဘောတူညီချက်တစ်ခုရဖို့ပူးပေါင်းဖြေရှားမှာဖြစ်တယ်လို့ရုရှားအနေနဲ့အီရန်နဲ့ American ကြားပြဿနာကိုဖြေရှင်းပေးဖို့အသင့်ရှိကြောင်းလဲရုရှားဒုနိုင်ငံခြားရေးဝန်ကြီးဆာဂေရာကောကပြောပါတယ်။ တကယ်လို့အမေရိကန်ကသာဂုံးချက်တိုက်ခိုက်ရင်နျူကလ িয়ার လက်နက်တွေထုတ်လုပ်ဖို့ပိုပြီးတော့ဖြစ်စေလိမ့်မယ်လို့အီရန်ကတော့ဆိုလာပါလိမ့်နျူကလ িয়ার အစီအစဉ်အကြောင်းပြပြီးအမေရိကန်ဓာတ်မမဟုတ်အစ္စရေးကအီရန်ကိုဘုံးချက်တိုက်ခိုက်မှုတစ်ခုခုလုပ်ပြီးဆိုတာနဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့တော့အားဖြစ်စေလိမ့်မယ်လို့ ဘာသာရေးခေါင်းဆောင်အရာတိုလာအလီခါမီနီရဲ့စင်မြင့်အကြံပေးပုဂ္ဂိုလ်အလီလာရီဂျာနီကမလ31မှာပြောပါလေအီရာနျူကလ িয়ার ဘုံထုတ်လုပ်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းမှားတွေကိုအမေရိကန်နဲ့အစ္စရေးကရည်ရွယ်ချက်ရှိရှိဖြန့်နေတာလို့အလီလာရီဂျာနီကဆိုပါလေ new season နဲ့ပတ်သက်လို့သဘောတူညီချက်အသိမလို့ရင်ဘုံကျဲမယ်ဆိုတဲ့ Donald Trump ချင်းရောက်စကားကိုအီရန်အနေနဲ့လုံးဝလက်ခံနိုင်ကြမှာရှိတယ်လို့လေးနက်ထား စိုးရိမ်နေမှာမဟုတ်ဘူးလို့ဆိုပါတယ်နျူကလ িয়ার လက်နက်တီထွင်မှုပိုင်ဆိုင်မှုအုံပြုမှုတွေကိုရာဒူလာလီခါမီနီကိုတိုင်ကဘာသာရေးဆိုင်ရာမိန်နဲ့တားမြစ်ထားတာဖြစ်တယ်လို့ဆိုပါတယ်အီရန်အနေနဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့အစီအစဉ်ရှိဘူးဆိုတာအကြိမ်ကြိမ်ပြောပြီးသားဖြစ်လို့ နျူကလ িয়ার လက်နက်အကြောင်းပြချက်နဲ့တိုက်ခိုက်မယ်ဆိုရင်တော့နောက်ဆက်တွဲစိုးကျိုးနဲ့ပဲရင်ဆိုင်ရမှာတေချာတယ်လို့အရာဒိုလာအလီခမေနီရဲ့အစ်စ်မြင့်အကြံပေးပုဂ္ဂိုလ်အလီလာရီဂျန်နီကပြောကြောင်းအီရန်သတင်းတွေမှာဖော်ပြထားပါလိမ့်။နောက်ထပ်သတင်းပို့ပြောချင်ပါလိမ့်။အမေရိကန်ရဲ့ B2 ကိုပြောက်ပုံကျဲလေရင်အိန္ဒိယသမုဒ္ဒရာမှာရှိတဲ့ဒီဂိုကာစီယာကျောင်းလေတက်အခြေစိုက်စခန်းကိုရောက်နေပါလိမ့်။ဘာကြောင့်ရောက်နေလဲဆိုတာတော့ပြောဖို့ခက်ပါလိမ့်။ American Leader ရဲ့ B2 ကိုပြောက်ဘုံကျဲလေရင်အနည်းဆုံး6ဆင်ဟာအိန္ဒိယသမုဒ္ဒရာ Diego Garcia ကျွန်းပေါ်ကပြည်တော် American ကူတွဲ Leader အခြေစိုက်စခန်းကိုရောက်နေကြောင်းကောင်းကင်ဂျိုတို့ရိုက်ကူးထားတဲ့ပုံတွေနဲ့အတူ April 2ရက်နေ့မှာနိုင်ငံတကာသတင်းတွေကဖော်ပြလာပါတယ် B2 ဘုံကျဲလေရင်ကြီးတွေကို Diego Garcia ကျွန်းပေါ်ကိုပြောင်းရွှေ့နေရာချနေကြောင်းအရှိလေပိုင်းစီးရီးသတင်းတွေကဖော်ပြပါတယ်အမေရိကန်ကစီးရီးလေ့ကျင့်နေဆိုပေမဲ့ ဒီဘုံကျက်လင်ကြီး6စင်းလောက်လာတာဟာတော်များတဲ့ပမာဏလို့ဆိုပါတယ်ဒီအေကိုကာစီယာကျွန်းလေတက်စကန်ဟာရှေးလယ်ပိုင်းစစ်စင်ရေးအတွက်ပြည်ထောင်စုအမေရိကန်ပူးတွဲအခြေစိုက်တဲ့စကန်ဖြစ်တော့အီရန်ကိုတိုက်ရိုက်ဘုံကျက်တိုက်ခိုက်နိုင်တဲ့အကွာအဝေးမှာရှိပါတယ်နျူကလ িয়ার စစ်စင်နဲ့ပတ်သက်လို့သဘောတူညီချက်မလို့ရင်အီရန်ကိုဘုံကျက်ပြမယ်လို့သမတ်ထရန့်ကမပြောခင်ရပိုင်းကလေးကဒီအေကိုကာစီယာကျွန်းပေါ်ကို မေဂန်ဘုံချက်လိင်တွေရောက်ရှိခြေဆက်နေတာလို့သတင်းတွေမှာဖော်ပြပါတယ်။ APD နဲ့မှာတော့ကျွန်းမော်ကမေဂန်လိင်တွေအားဖြစ်ရောက်နေတာကိုဂျိုလူကရိုက်ထားတဲ့တပ်ပုံထောက်ထားနေတဲ့ဖော်ပြနိုင်တာလို့သတင်းတွေမှာဖော်ပြထားပါတယ်။နောက်ထပ်သတင်းမဟုတ်ပြောချင်ပါတယ်။ရုရှားသမ္မတပူတင်နဲ့အမေရိကန်သမ္မတထရန့်တို့ဟာသမိုင်းဝင်ခေါင်းဆောင်ကြီးတွေပါလို့ရုရှားသမ္မတရဲ့ထူးကိုယ်စားလှယ်ကပြောပါတယ်။သမားပူတင်နဲ့ထရန့်ဟာကမ္ဘာသမိုင်းဝင်ခေါင်းဆောင်ကြီးနှစ်ဦးဖြစ်တဲ့အတွက် တမိုင်းတက်ကိုဖန်တီးဖို့ပူပေါင်းလှုပ်ဆောင်နိုင်မယ်လို့ယုံကြည်ကြောင်းပူတင်ရဲ့ထူကိုယ်စားလှယ်ရုရှားရင်းနှီးမြှုပ်နှံမှုဖွဲ့ကြည့်ကဲကီရီဒီမီထရက်ကဆိုပါတယ်တမနာထရန့်ဟာတတရကဘာစကြီးမဖြစ်အောင်ကာကွယ်ပေးနိုင်သူဖြစ်ပြီးယူကရိန်းတင်မမှုတွေရော့ကြအောင်အချိန်တူတူနဲ့ဖန်တီးနိုင်စွမ်းရှိတဲ့ကောင်းဆောင်ဖြစ်သလိုပူတင်ဟာလည်းလူတော်တယောက်ဖြစ်ပြီးဂရီပေးဝိဇာအရာကိုအတိအကျအကောင်အထည်ဖော်တဲ့နိုင်ငံကောင်းဆောင်ပါလို့ဒီမီ ထရက်ကပြောပါတယ်ဒီမီထရက်ဟာကျူးကျော်စစ်စတင်ခြင်းကစပြီးအမေရိကန်ကိုချွင်းချက်ဗီဇာနဲ့ပထမဆုံးလာရောက်ခွင့်ရှိတဲ့ရုရှားသားဖြစ်ခဲ့တယ်လို့အင်ဂျီနိုမာဒေါ်နယ်ထရန့်နဲ့အထူးကိုယ်စားလှယ်စတီဝစ်ဂွန်နဲ့ယူကရိန်းငင်းချင်းနဲ့ရုရှားအမေရိကန်ဆက်ဆံရေးပြလဲထူထောင်ရေးကဏ္ဍတွေကိုဆွေးနွေးခဲ့သူလည်းဖြစ်ပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်ဆောချိုရဲ့ညညာခဲ့တဲ့တောင်ကိုရီးယားသမ္မတရောင်စက်ရုပ်ကိုယာရုကနေဖြုတ်ချပြီးဖြစ်ပါတယ် ရောင်းဆိုင်ရုပ်ကိုပါလီမန်ကဆွဆွဲပြစ်တင်ပြီးယာရုကဖြုတ်ချမှုကိုဖွဲ့စည်းပုံအခြေခံဥပဒေခွင်ရုံးကတည်ပြုလိုက်ပြီးယာရုကနေပါပြီးတိုင်ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။စေအိုချိုညင်ညာမှုကြောင့်တောင်ကိုရီးယားမှာစေစုနစ်များစွာအတွင်းဆိုးဝါးတဲ့နိုင်ငံရေးကျက်တဲဖြစ်ပေါ်စေခဲ့ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေခွင်ရုံးရဲ့တည်ပြုတည်ထဲဆုံးဖြတ်ချက်ဟာအာရှရဲ့စတုဒ္ဒအကြီးဆုံးစီးပွားရေးအင်အားကြီးတောင်ကိုရီးယားအနေနဲ့အမေရိကန်အစိုးရအသက်လက်ထက်မှာစီးပွားရေးယုံရင်ချင်းခပ်ပေါ်လာတာဖြစ်ပါလေ ခုံရုံးဆုံးဖြတ်ချက်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရရက်60အတွင်းသမရအသည့်ရွေးကောက်တင်မြောက်ဖို့အဆိုပြုရမှာဖြစ်ပါတယ်။ဝန်ကြီးချုပ်ဟန်ဒဆိုးကတော့သမရအသည့်ကျန်းသစ္စာအကျဉ်းဆိုပြီးတဲ့အထိယာယီသမရဖြစ်တောင်းဝန်ယူရမှာဖြစ်ပါတယ်။2022ရွေးကောက်ပွဲမှာရောင်းစရုပ်ကိုပုဂ္ဂတိကရှောင်းလင်းခဲ့တဲ့ Liberty Democratic Party ကောင်းဆောင်လီဂျင်မြောက်ဟာသမရဖြစ်ဖို့တစ်ပြေးနေပေမဲ့သူဟာအကျင့်ပြတ်ချဆမှုဆွဲချက်ကြောင့်တရားရေးရင်ဆိုင်မှုမှာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ ရောင်စဲရွာဒီဇင်ဘာ3ရက်စစ်အုပ်ချုပ်ရေးမိန်ထုတ်မှုဟာသမ္မတတာဝန်ချိုးဖောက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေအရပေးအပ်ထားတဲ့အခွင့်အာဏာကိုကျော်လွန်ခြင်းဖြစ်ပြီးတော့ဒီမိုကရေစီအတွက်ဆိုးရွားတဲ့စိန်ခေါ်မှုဖြစ်တယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးယာယီတရားသူကြီးချုပ်ကစီရင်ချက်မှာဆိုပါတယ်ပြည်သူတွေရဲ့ယုံကြည်မှုကိုတစ္ဆာဖောက်ခဲ့ပြီးစေုပ်ချုပ်ရေးကြီးညာမှုဟာလူ့ဖွဲ့စည်းစီးပွားရေးနဲ့နိုင်ငံခြားရေးမူဝါဒတွေကိုမတိမငြိမ်ဖြစ်စေခဲ့ပါလေလို့တရားသူကြီးချုပ်မော်ဟွန်ဘေးကပြောပါလေ စင်ချက်ကိုတရားသူကြီးရှောက်လုံးကတညီပညွတ်ထဲတီးပြုတ်ခဲ့ပြီးဒီစင်ချက်ဟာတောင်ကိုရီးယားရဲ့လူခွင့်ရေးနဲ့ဒီမိုကရေစီတံပိုးကိုရှာဖွေကောက်ွယ်ဖို့အောင်ပွဲလိုလူခွင့်ရေးစောင့်ကြည့်ဖွဲ့တွေကကြိုးစားထုတ်ပြန်ခဲ့ပါတယ်။နောက်ထပ်သတင်းပို့ပြချင်ပါတယ်။ရှေရန်ကာစမီပြင်အမိန်ဘေးစစ်စင်စကန်တွေကိုတမရော့ဇီလန်စကီကသွားကြည့်နေပါတယ်။ရုရှားနိုင်ငံနေကကာစမီပြင်စစ်စင်အမိန်ဘေးစကန်တွေကို AB3 နဲ့မှာ တလောစီလန်စကီကတွားရောက်ခဲ့ကြောင်းယူကရိန်းသတင်းတွေကဖော်ပြပါတယ်။ဆန်မီဒီတာရုရှားနယ်စပ်နီးမှာရှိတဲ့စစ်ဆေးစခန်းတွေကနေတပ်ဆိုင်ရာတမှုတွေနဲ့တွေ့ဆုံပြီးတပ်ဖွဲ့ဝင်တွေကိုနိုင်ငံတော်ကုန်ပြူစုတွေပေးအပ်ခဲ့တယ်ဆိုပါတယ်။ကားစစ်စင်ရေးမှာရဲဝန်ပေါဝန်တိုက်ခတ်ခဲ့သူတွေကိုကိုယ်တိုင်လာရောက်တွေ့ဆုံရတဲ့ပေါ်ဂုဏ်ယူမိပါတယ်လို့ဇလန်စကီကပြောပါတယ်။ကားစစ်စင်တာဝန်ခံတမှုတွေကလည်းစစ်မြေပြင်ချင်းနေတာမက မြောက်ကိုရီးယားတရက်ချင်းတွေနဲ့ယူကရိန်းတပ်ဖွဲ့ဝင်တွေလိုအပ်ချက်ကိုတင်ပြဆွေးနွေးခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားတာဖြစ်ပါတယ်။ဒါအပြင်စေကူတောင်းမှုခံယူနေတဲ့ယူကရိန်းတပ်သားတွေကိုလက်ဇလန်စကီကတွေ့ဆုံဂုဏ်ပြုခဲ့ပါတယ်။ရုရှားလေကြောင့်တိုက်ခိုက်မှုကိုနေ့စဉ်ရင်ဆိုင်နေရတဲ့ဒီနီပရိုမြို့ကို ဇီလန်စကီကတော့ရောက်ပြီးစေကူတောင်ခံယူနေရတဲ့ဒဏ်ရာရတဖက်ဝင်တွေကိုတွေ့ဆုံကုန်ပြီးကြောင်းယူကရိန်းသတင်းတွေကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ရင်ဆိုင်နေရပေမဲ့ဒဏ်ရာရတဖက်ဝင်တွေကိုစနစ်တကျစေကူတာပေးနေတဲ့စေုံတောင်ဝကျဝန်ထမ်းတွေနဲ့ကျမ်းမာရေးဝန်ထမ်းတွေကိုတဖက်ဝင်တွေကိုစားကျေးဇူးထူးတင်ကြောင်းဇီလန်စကီကကွန်ပြူပြောပါတယ်။ဒဏ်ရာရတဖက်ဝင်တွေအတွက်ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးမှာကူညီဆောင်ရွက်ပေးတဲ့ရဲဘက်ဖွဲ့စည်းတွေကိုလည်းတည်ထောင်တွေ့ဆုံကကွန်ပြူခဲ့တယ်လို့ယူကရိန်းသတင်းတွေကဖော်ပြပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ပိုလန်နိုင်ငံဝါဆောမြို့မှာဥရောပကာကွယ်ဝင်ကြီးတွေဆွေးနွေးနေပြီးဘယ်ဂျီယမ်မှာလည်းနေတိုးနိုင်ငံသားရဲ့ဝင်ကြီးတွေဆက်တဲ့ဆွေးနွေးနေပါတယ်။ဝါဆောင်မြို့တော်မှာဥရောပသမဂ္ဂဖွဲ့ဝင်နိုင်ငံအများစုရဲ့ကာကွယ်ဝင်ကြီးတွေဆွေးနွေးပွဲကျင်းပသလိုဘယ်ဂျီယံနိုင်ငံဘရက်ဆဲမှာလည်းနေတိုးဖွဲ့နိုင်ငံတွေကနိုင်ငံခြားရေးဝင်ကြီးတွေဆွေးနွေးပွဲစတင်နေပြီလို့ဥရောပသတင်းတွေကဖော်ပြပါတယ်။ဝါဆောင်မှာကျင်းပတဲ့ကာကွယ်ဝင်ကြီးများဆွေးနွေးပွဲမှာဥရောပလုံခြုံရေးနဲ့ယူကရိန်းကူညီပေးရေးအတွက်ဥရောပသမဂ္ဂကော်မရှင်ကဆိုပြထားတဲ့ ယူရိုပီလီယံ800ကာကွယ်ရေးစီစဉ်ကိုကောင်းထည်ဖော်ဖို့အဓိကဆွေးနွေးမယ်ဆိုပါတယ်။ဘရက်ဆဲမော့ဂျင်မာနဲ့နေတိုးဖော်ဝင်နိုင်ငံဂျာယီဝန်ကြီးများဆွေးနွေးပွဲကိုတော့အမေရိကန်နိုင်ငံဂျာယီဝန်ကြီးမာကိုရိုဘီယိုပါဝင်ဖော်ဝင်နိုင်ငံအားလုံးကနိုင်ငံဂျာယီဝန်ကြီးတွေနဲ့အတူဂျပန်တောင်ကိုရီးယားအော်စတြေးလျနဲ့နယူးဇီလန်ကနိုင်ငံဂျာယီဝန်ကြီးတွေပါတက်ရောက်ပါတယ်။ခုဂျင်မာနဲ့နေတိုးနိုင်ငံဂျာယီဝန်ကြီးများဆွေးနွေးပွဲဟာအမေရိကန်နိုင်ငံဂျာယီဝန်ကြီးမာကိုရိုဘီယိုအတွက်ပထမဆုံးတက်ရောက်တဲ့ဆွေးနွေးပွဲဖြစ်တယ်လို့ယူကရိန်းအရေးနဲ့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကာဝေးရေး30တိုမီမို့အဓိကထားဆွနမယ်ယူဆကြအောင်ဘရက်ဆဲခြေဆိုင်တည်နေကဖော်ပြပါဗယ်နောက်ထပ်တည်နေဘုတ်ပြောချင်ပါတယ် ICC နိုင်ငံတကာရာဇဝတ်ခွန်ရုံးမှနှုတ်ခွတဲ့ဟန်ဂေရီရဲ့ဆုံးဖြတ်ချက်ကိုကြိုးဆိုကြောင်းအစ္စရေးကထုတ်ပြန်ပါတယ်နိုင်ငံတကာရာဇဝတ်ခွန်ရုံး ICC ဖွင့်ပွဲဖြစ်ကနေနှုတ်ခတ်ကိုဆုံးဖြတ်တဲ့ဟန်ဂေရီဆိုရလို့ရဟာမှန်ကန်တဲ့အတွက်အပြေအဝါထောက်ခံကြောင်းအစ္စရေးဝန်ကြီးဒေါက်တာညာဟုတ်ကပြောပါတယ် ဟန်ဂေရီနိုင်ငံမြို့တော်ဘူဒါပက်စ်မှာဝန်ကြီးချုပ်ဗီတာအိုဘန်နဲ့တွေ့ဆုံခြင်းမှာနေတညာဟုတ်ကပြောတာပါဟန်ဂေရီကိုအစ္စရေးဂျုံမလာရောက်ခင်တည်းမှာ ICC ဖွဲ့ဝင်နိုင်ငံဖြစ်ကနေနှုတ်ခတ်ဖို့ဆုံးဖြတ်ကြောင်းဟန်ဂေရီဆိုရကတရက်ကြိုကျင်ညာခဲ့တာဖြစ်ပါတယ် ICC ကနိုင်ငံရေးလက်နက်တစ်ခုလိုအတုံးချခံရတဲ့အဖွဲ့အစည်းဖြစ်လို့ဟန်ဂေရီအနေနဲ့ဆက်လက်ပူးပေါင်းလို့စိတ်မရှိတော့တဲ့အတွက်နှုတ်ခတ်ဖို့ဆုံးဖြတ်လိုက်တာလို့ဗီတာအော်ဘန်ကဆိုပါတယ် ဗတာအော်ဘန်ရဲ့ရဲရင်တဲ့ဆုံးဖြတ်ချက်ကိုချီကျူးအတိမတ်ပြုသလိုဒီမိုကရေစီနိုင်ငံတွေအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တရက်ပါလို့အစ္စရေးဝန်ကြီးချုပ်ကပြောပါတယ် ICC ကဖရန်ထုတ်ထားတဲ့ဒေတာညာဟုဖို့အခုခီးစဉ်ဟာပထမဆုံးဥရောပခီးစဉ်ဖြစ်ပါတယ်။ဟန်ဂေရီနိုင်ငံဟာ ICC ကလုပ်ခဲ့တဲ့ပထမဆုံးဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာသလိုဟန်ဂေရီဝန်ကြီးချုပ်ကလည်း ICC ကဖရန်ထုတ်ထားတဲ့ရုရှားသမ္မတပူတင်အစ္စရေးဝန်ကြီးဒေတာညာဟုတို့နဲ့အင်မတန်ရင်းနှီးသူလို့ဥရောပသတင်းတွေကဖော်ပြပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ထိုင်ဝမ်ရေလက်ကြောင်းမှာတရုတ်ရဲ့စီးရေးအင်အားတိုးမြင့်မှုကိုကန့်ကွက်ကြောင်းအမေရိကန်နဲ့ဥရောပသမဂ္ဂကထပ်မံသတိပေးပါတယ်။ထိုင်ဝမ်အနီးနားမှာတရုတ်စစ်တပ်ရဲ့မကြာသေးမီကပူးတွဲစီးရေးလေ့ကျင့်မှုပြီးအမေရိကန်နဲ့ဥရောပသမဂ္ဂ EU တို့ကထိုင်ဝမ်ရေလက်ကြောင်းမှာလက်ရှိအနေအထားကိုတစ်ဖက်သက်ပြောင်းလဲဖို့ကြိုးပမ်းမှုကိုလက်မခံကြောင်းထပ်မံပြောကြတယ်လို့တိုင်းပြည်တိုင်းကဖော်ပြပါတယ်။အမေရိကန်သမ္မတထရန်ကထိုင်ဝမ်ရေလက်ကြောင်းမှာငြိမ်းချမ်းရေးကိုလက်ကင်ထားဖို့ရည်ကြီးကြောင်း ရေလက်ကြောဖြတ်ကျော်ပြစ်ဒဏ်ကိုငြိမ်းချစွာဖြေရှင်းဖို့စော်ော်ပြီးလက်ရှိအနေထားအတင်းကျပ်ချုပ်ခိုင်ခြင်းနဲ့ပြောင်းလဲဖို့တစ်ဖက်သက်ကြိုးပမ်းမှုကိုကျွန်ုပ်တို့သဘောမတူကြောင်းထပ်လောင်းပြောခဲ့တယ်လို့အိမ်ပြတော်သတင်းတောက်ရဲ့ပြောကြားချက်ကိုတန်ပေတန်းကကိုကာဖော်ပြပါတယ်တရုတ်ရဲ့ထိတ်တိုက်ရင်ဆိုင်ရေးစီးရေးဆောင်ရွက်မှုနဲ့ပြောကြားချက်တွေဟာတင်းမာမှုတွေပုံမှုဆိုးဝါးစေပြီးဒေသတွင်းလုံခြုံရေးနဲ့ကဘာကြီးတာယာဝါပြောရေးကိုထိခတ်စေကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတင်မီဘရုစ်ကပြောပါတယ် ်အမေရိကန်ကထိုင်ဝမ်ရေးလက်တကြားတစ်လျှောက်ငင်းကြိုင်းနဲ့တင်ငင်းကိုလေထားပြီးသူသဖြင့်အင်အားသုံးတာဒါမှမဟုတ်ချင်းချောက်မှုနဲ့လက်ရှိအခြေအနေကိုတစ်ဖက်သက်ပြောင်းလဲမှုကိုလုံးဝဆန့်ကျင်တယ်လို့ပြောပါတယ်ဥရောပသမဂ္ဂရဲ့နိုင်ငံခြားရေးမူဝါဒဖွဲ့ဖြစ်တဲ့ဥရောပပြည်ပရေးဝန်ဆောင်မှုဖွဲ့ EAS ကလည်းတရုတ်စစ်နဲ့ပတ်သက်ပြီးတော့စိုးရင်ကြောင်းနဲ့အဲ့ဒီစစ်ရေးလေ့ကျင့်မှုဟာရေလက်ကြားဖြတ်ကျော်တင်းမာမှုတွေကိုပုံမဆိုးဝါးစေတယ်လို့ထုတ်ဖော်ပြောကြပါတယ်။ထိုင်ဝမ်ရေလက်ကြားမှာလက်ရှိနေထားသောဆက်လက်ထင်းထင်းချင်းဟာ ဥရောပသမဂ္ဂအကျိုးစီးပွားနဲ့လည်းကိုက်ညီပါတယ်။အင်အားသုံးလာတာမှမဟုတ်ချင်းချောက်မှုကတဆင့်လက်ရှိအနေထားပြောင်းလဲစေမယ်။တစ်ဖက်သက်လုံးဆောင်မှုကိုကန့်ကွက်တယ်လို့ဆိုပါတယ်။တင်းမာမှုတွေတိုးလာနိုင်တဲ့လုပ်ရက်တွေကို training လုပ်ဖို့သက်ဆိုင်သူအားလုံးကိုတိုက်တွန်းပါတယ်။တင်းမာမှုတွေကိုဆွေးနွေးမှုကနေဖြေရှားတင်ပါတယ်လို့ဆိုပါတယ်။ထိုင်ဝမ်နီးရှိတရုတ်စီးလေးဂျင်းနဲ့ပတ်သက်ပြီးဂျပန်ဆိုရကလည်းဆိုရင်ကြောင့်ဂျပန်ဆိုရအဖွဲ့အတွင်းဝင်ကအင်္ဂါနေ့မှာပြောထားတာဖြစ်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။တူရကီဆိုရကအတိုက်ခံရုပ်သံလိုင်းနဲ့ထုတ်လွှင့်မှုကိုစရက်ကြာရန်ထားလိုက်တယ်လို့သိရပါတယ်။တူရကီနိုင်ငံရဲ့မီဒီယာစောင့်ကြည့်ဖွဲ့ဟာအစ္စတန်ဘူမြို့တော်ပေါ်အီမာမော်ဂလူဖန်ဆီခံမှုနဲ့ပတ်သက်တဲ့သတင်းရေးသားဖော်ပြချက်ကြောင့်ရုပ်သံလွှဲဌာနလေးကိုတန်ငွေချမှတ်ပြီးထုတ်လွှင့်ခွင့်ဆက်ရပိတ်လိုက်ကြောင်းစောင့်ကြည့်ဖွဲ့ဝင်တွေကပြောပါတယ်။ရေဒီယိုနဲ့ရုပ်မြင်သံကြား Deeply Council ကတိုက်ခိုက်ရုပ်သံလိုင်းတွေဖြစ်တဲ့ SCS TV, Tele1 နဲ့ Hawk TV တို့ပြင် နောင် TV တို့ကထုတ်လွှင့်တဲ့အစီအစဉ်တွေကိုစီးရင်စီကံချိုးဖောက်တယ်ဆိုတဲ့အကြောင်းပြချက်တင်နဲ့ရေးယူမှုတွေထုတ်ပြန်ပါတယ်။တမောအာဒိုဂန်ရဲ့ဒီကနိုင်ငံရေးပြန်ပွဲဖြစ်ပြီးတချို့ယူကော့ပေါ်ဒီမှာဦးဆောင်နေတဲ့မျိုးတော်ဝင်အီမန်မုဂလူကိုမက်ဂလာ23နေမှာထောင်ချပြီးအဂိလိုက်ဆမ်မှုစွဲချက်နဲ့ပတ်သက်ပြီးတော့ရုံးချင်းကိုစိုင်းငံ့ထားပါတယ်။အီမန်မုဂလူကတော့စွဲချက်တွေကိုညှဉ်းဆုပ်ထားပါတယ်။ SSC TV ကိုတံငွေတန်နဲ့ဆယ်ရကြာထုတ်လွှင့်မှုရပ်ဆိုင်းဖို့အပြင် တရားကျင့်ချိုးဖောက်မှုအတွက် license ကိုကျော်သိမ်းခြင်းချီဖြစ်ပေါ်လာနိုင်တယ်လို့ပြတိဆိုရကသတိပေးထားပါတယ်ရေဒီယိုနဲ့ရုပ်မြင်သံကြားအစင်းမြင့်ကောင်းစီဟာအတိုက်ခံဖြစ်တက်မထားတဲ့ channel တွေနဲ့ media ဖွယ်စည်းတချို့ရှိနေပြီးသူတို့က ပုံမှန်နှိပါဒဏ်ရိုက်နေကြဖြစ်ကြောင်းနဲ့သူတို့ဖွယ်ဟာအမောင်ချခံရတဲ့ကာလတစ်လျှောက်ဆက်လက်လှုပ်ဆောင်သွားမှာလို့ SSDP editor ချုပ်ကပြောပါတယ်ယာယီပိတ်ပင်ခံရတော့အပြုသဘောဖြစ်မမီပဲ ဒီမိုကရေစီအတွက်ဆုတစိတ်လို့မြင်ကြောင်းပြောပါတယ်။ Turkey Ana Bania BBC ဒီနေ့ထပ်တော်မှာဒီနေ့တော့တယောက်ကိုလည်း18နှစ်ကြာဖမ်းဆီးခဲ့ပြီးလူမှုကိုချိန်ချောက်မှုတို့တစိတ်ကပ်ပြီးတော့ပြည်နှံတန်းပေးခဲ့ပါတယ်။ပြီးခဲ့တဲ့မလစကွေးနေ့ကဆန္ဒပြပွဲတွေဖြစ်ပွားပြီးတဲ့ကလူပေါင်း1800ကျော်ကိုဖမ်းဆီးထင်းသိမ်းထားကြောင်းလည်းပြောပါတယ်။တရားဝင်တွေကသူတို့တွေကရောက်260ကိုစိုင်းငံ့ဒေါလာနဲ့ချမှတ်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ထိုင်ဝမ်မှာတကယ်လို့သာစစ်ဖြစ်ရင် ချက်ချင်းကူညီဖို့ဂျပန်စစ်ချစ်တဲ့စခန်းတွေတုံးပြုခွင့်အာမခံဖို့လိုတယ်လို့အမေရိကန်ကပြောပါတယ်။ထိုင်ဝမ်ကိုတရုတ်ကစတင်တိုက်ခိုက်ပြီးနောက်နိုင်ပိုင်းကြမှာဂျပန်နိုင်ငံမှာရှိတဲ့တိုက်ခိုက်ရွေချက်အတွက်အုံပြုနိုင်မှုဂျပန်ရဲ့ခွင့်ပြုချက်ကိုသေချာရရှိထားဖို့လိုအပ်တယ်လို့အမေရိကန်ပင်ကုန်စစ်ထနာချုပ်ထိပ်တန်းချန်ပီတွေကပြောပါတယ်။အမေရိကန်နေနဲ့ထိုင်ဝမ်ရေလက်ကြားရေပေါ်အခြေအနေမှာစီးရေးရဝင်ရောက်ဆက်ဖက်မှုအတွက်ဖိလစ်ပိုင်မြောက်ပိုင်းနဲ့ဂျပန်နောက်တောင်ပိုင်းတို့မှာ မရိကန်စစ်တပ်ဝင်နိုင်တဲ့တခုတီးသောလမ်းကြောင်းလို့ပင်လယ်ကုန်းစစ်ဌာနချုပ်တရုတ်စစ်ဘေးကြီးကကြွန့်ကျင်သူတွေကပြောပါရယ်တရုတ်ကထိုင်ဝမ်ကျွန်းကိုပိုင်တယ်လို့ခိုင်မာဆိုတာပြီးပြည်မာကြီးနဲ့ပြန်လဲပေါင်းစည်းရေးမှာလိုအပ်ရင်စင်အားတုံးမယ်လို့ထုတ်ဖော်ပြောဆိုထားပါရယ်မကြသေးမီကာလာတွင်စီးရေးဖီအားတွေတိုးမြှင့်ပေးနေပါရယ်နိုင်ငံတကာမျက်နှာစာမှာနှစ်ရှည်လာမယ့်ရောက်ရှိနေတဲ့ထိုင်ဝမ်ရေးဟာအမေရိကန်နဲ့တရုတ်တို့ကြားဖြစ်နိုင်ခြေရှိသောပြည်ပကလို့စီးရေးဆောင်ကြည့်လေးလာသူတွေကအသုံးသက်ပါရယ်ထိုင်ဝမ်ရေးမှာ ဂျပန်ရဲ့ပူပေါင်းဆောင်ရွက်မှုမရှိရင်အမေရိကန်တို့ခက်ခဲနိုင်တယ်ဆိုပါတယ်။လက်ရှိမှာတော့တောင်တရုတ်ပြည်နယ်မှာတရုတ်ရဲ့စေလွှတ်ရှောင်မှုတွေမြင့်တက်လာတာကြောင့်ဖိလစ်ပိုင်ပါဝင်ဒေသတွေနိုင်ငံတွေနဲ့တင်းမာမှုမြင့်တက်နေပါတယ်။တရုတ်ကတော့ထိုင်ဝမ်ရေးမှာအမေရိကန်ဝန်ရောက်ဆွတ်ဖက်မှုနဲ့လက်နက်ထောက်ပံ့မှုနဲ့ပတ်သက်ပြီးဂျပန်များစွာကန့်ကွက်သတိပေးထားပြီးထိုင်ဝမ်ရေးကိုမလိုအပ်ဘဲခြေလက်မှားဖို့သတိပေးထားပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ ြည်သက်နိုင်ငံပြတဲ့တခုမှခိုးယူခံရတယ်ရူ6သိန်းနဲ့ရှင်းအောင်ရှင်နေကပြတဲ့ရုရှားမှာတွေ့ရှိခဲ့တယ်လို့ရုရှားပြည်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်ရုရှားနိုင်ငံတော်သမားများတိုင်းမာသမားဆိုင်ရာအထူးကြံ့ကျင့်မှုနဲ့အင်တာပိုနဲ့ညှိနှိုင်းမှုတွေလှုံ့ဆော်မှုကြီးဒီဒီငောက်89ပြဟာပြည်သက်နိုင်ငံတောင်ဝိုင်းမှာရှိတဲ့ AHS မြန်မာဆဟမီကွန်မြူနတီမှာရှိတဲ့ရှင်းအောင်သူတွေတနာနဲ့နုပညာပြတဲ့မှာမကြသေးမီကခိုးယူခံခဲ့ရတာလို့တည်ပြပါတယ် ရုရှားပြည်ထောင်စုဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမျိုးသမီးကတော့နိုင်ငံခြားလုပ်ဖို့ကံပတ်တွေက AD တရာစုကနေ900အစုအထိတူးဖော်ခဲ့တဲ့ရှားဖာရွှေဟောင်းရွှေဒင်းကရဲ့ပါ ဝင်ရွှေဒင်းကကိုခိုးယူခံရတာအတည်ပြုခဲ့တယ်လို့ထုတ်ပြန်ကြေညာချက်မှာဖော်ပြပါလိမ့်။အခိုးခံရမှုမှာတောင်းရှိတဲ့ပြတဲ့ဆောင်ကိုပြစ်ဒဏ်ချမှတ်ပေမဲ့ခိုးထားတဲ့ပစ္စည်းတွေကိုအခုချိန်ထိပြန်မရနိုင်သေးဘူးဆိုပါတယ်။တွေ့ရှိထားတဲ့ရှားဟောင်းရွှေဒင်းကပြတ်တံမိုးဟာလူပဲ55သန်းလောက်ရှိတယ်လို့ရုရှားရဲတပ်ဖွဲ့ကပြောပါတယ်။ ခုကရုရှားအနာပါနီကဒီဒင်းကားတွေကိုဆန်ဟယ်မီပြတိုက်မှာအမြဲတမ်းပြသနိုင်မှုပြင်သစ်နဲ့ဆက်သွယ်လုပ်ထားတယ်လို့လည်းဆိုပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။တရုတ်ကအသစ်ထုတ်တဲ့ဂျိုလူအင်တာနက်ဟာ Elon Musk ရဲ့ Starlink ထက်စေစားပုံမြင်တယ်လို့သိရလို့ Elon Musk တောင်အံ့အားသင့်သွားပါတယ်။တရုတ်ရဲ့100 GPS ဂျိုလူအင်တာနက်ဟာ Starlink ထက်စေစားပုံမြင်ပြီးလေဆာနည်းပညာကိုသုံးပြထားပါတယ်။ Changan Satellite Technology ကတည်ထောင်တဲ့ခြေလဝမ်းဂျိုလူပေါင်း300ကို2020ခုမှာအာကာသကိုလွတ်တက်မှုစီစဉ်ထားပါတယ်။အရင်စနစ်မှာကြောပေါ်ရေးရွယ်လေးဆာဆက်သွယ်ရေးတာမီနယ်တွေတုံးထားပြီးဂျိုလူနဲ့ကဘာကြားများပြားတဲ့ data တွေပို့လွှင့်နိုင်ပါတယ်။ Maybe station နဲ့မှာဒီ terminal တွေကိုတက်ဆင်ထားမှာဖြစ်ပြီးရာသီဥတုကြောင့် internet line ပြတ်တောက်မှုလည်းမရှိဘူးလို့ဆိုပါရယ်။အဲ့ဒီဂျိုလူ internet ဟာတစ်စက္ကန့်နဲ့ရုပ်ရှင်စက်ကောက်ကို download လုပ်နိုင်တဲ့အထိအရင်မြင်ပါရယ်။ ဒီနည်းပညာဟာ laser စွတ်ရဲ့နည်းပညာကိုထူးခြားဆန်းသစ်စေမှာဖြစ်ပါတယ်။ navigation စစ်ကြည် internet အတွက်လည်းအလွန်ကျိုးရှိစေမှာဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ရဲ့နည်းပညာနဲ့ပတ်သက်ပြီးတော့တန်တရားဝင်စရာတော့ကောင်းပါတယ်လို့ Elon Musk ကပြောပါတယ်။ဒီနည်းပညာနဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့သတိထားစောင့်ကြည့်ဖို့လိုတယ်လို့ Elon Musk ကပြောသွားပါတယ်။နောက်ထပ်သတင်းမျိုးပြောချင်ပါတယ်။ဆရာဝန်တွေအကြောင်းဆရာတွေဟာလာမယ့်ဆယ်စုနှစ်အတွင်းအလုပ်ပြုတ်တော့မယ်လို့သတိကြီး Bill Gates ကပြောပါတယ်။ဆရာဝန်တွေအကြောင်းဆရာတွေ ဒီကရှိရမယ့်နေရာကိုလာမယ့်ဆယ်စုနှစ်ပြင်မှာ AI ဉာဏ်ရည်တုစေုပ်တွေကနေရာယူသွားတော့မှာမလို့ကဘာကြီးမှာလူသားတွေလုံးစရာလုံးတိတ်တောင်ကြံမယ်မထင်ဘူးလို့ Microsoft တထေးကြီး Bill Gates ကပြောပါလေအရန်တော်တဲ့ဆရာဝန်အရန်တော်တဲ့ဆရာအနေငယ်ကိုပဲအထူးကုဆရာဝန်တွေသင်ထိုးသင်ကြရေးဆရာတွေဖြစ်ဆက်ပြီးအောက်ကိုနေရာပါမယ်ကျန်တဲ့နေရာတွေမှာ AI တွေကနေရာယူသွားမှာဖြစ်ပါလေကဘာကြီးဟာ အခမဲ့အသိပညာဆိုတဲ့ ခက်တဲ့တစ်ခုစီကိုဦးတည်နေပါလေခင်မီတဲ့နောက်ဆုံးမ AI နည်းပညာကိုညီဟာလူသားတွေအတွက်လိုအပ်ချက်မှတ်သမျှအတွက်လက်လန်းမီတဲ့နေရာရောက်နေပြီဖြစ်ပါလေ AI ကိုညီကြောင့်စေဝါးတွေပိုပြီးထရောက်စွန်းထက်လာတယ်လို့ယောဂရှာဖွေလည်းအများကြီးတွေ့လာပါလေ AI ရဲ့အလွန်ထူးခြားတဲ့တွေ့တမှုကအချိန်တိုတွင်းမှာဖြစ်ပေါ်လာတဲ့အတွက်နည်းနည်းတော့စွန့်စရာကောင်းပါလေ AI ဟာလူသားတွေရဲ့အလုပ်တွေအလွန်အဆင်ပြေမြန်ဆန်အောင်ကူညီတယ်လို့လူသားတွေရဲ့အလုပ်တွေနေရာမှာလည်းအစားထိုးပြီးနေရာယူနေပါတယ် လူသားတွေရဲ့အလုံးမှန်သမျှလူလုံးမှာ AI ကနေရာယူလာတဲ့အတွက်လာမယ့်နှစ်နိုင်ငံမှာကမ္ဘာလောက်ကနေမတည်ငြိမ်မှုနဲ့မလွဲမသွေရင်ဆိုင်ရမှာလို့ Bill Gates ကပြောပါတယ်။ကွန်ပစီထုတ်လို့ရေးတေပို့ဆောင်ရေးစိုက်ပျိုးမှုရေးစားသောက်ချက်ပြုတ်ရေးစရှိတဲ့အခြေခံကြတဲ့အလုပ်ကံတွေမှာကို AI တွေကနေရာယူသွားမှာပါ။တန်ဖိုးများဆိုတော့လူသမားတွေလွတ်လပ်ပဲဖြစ်ရပါလိမ့်မယ်။လူပေါင်းလူလောကကြီးတခုလုံးမတိမငင်ဖြစ်လာပြီးစိုးဝါးတဲ့ဖြစ်ပျက်တွေမဖြစ်လာဖို့သာဆူတောင်းမှလို့ဆိုပါရစေ။ AI စက်ရုပ်တွေ နေရာမယူနိုင်တဲ့နေရာတော့ရှိပါတယ်အောက်ကစားလိုနေရာတွေ ASL တွေဘောလုံးကန်နေတာဘတ်စကတ်ဘောကစားနေတာကိုဘယ်သူကမှစိတ်ဝင်စားကြည့်မှာမဟုတ်ပါဘူးဒီပညာတွေအစင်းမြင့်တိုးတက်နေတာကတော့မြင့်မြင့်ပဲမလို့ညင်းစရာမရှိပါဘူးကားတွေလူမပါပဲလိုလျောက်မောင်းနေတယ်ဆေးဟုတ်လက်တွေနဲ့စောက်တော့ကုန်လူသုံးကုန်တွေလောက်ကြတယ်။အဲဆေးဟုတ်တွေနဲ့တူနေရမနှစ်ကမဝေးတော့တဲ့အနာဂတ်စီမှာရှိနေပြီလို့ဘလီဂိတ်ကပြောသွားတာဖြစ်ပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။အနည်း20ကျော်ကိုကာယလေ့ကျင့်မှုတွေ ချိန်မမှန်ပြုတ်လို့ပြီးနောက်ကိုကာယပြန်မမှာအနိုင်ရသွားတဲ့အသက်55နှစ်အရွယ်မျိုးသမီးကြီးအကြောင်းပြောချင်ပါတယ်ပြည်နိုင်ငံကအသက်55နှစ်အရွယ်မျိုးသမီးကြီးဟာကိုကာယပြန်မမှာအသက်ငယ်ရွယ်တဲ့တခြားပြန်မမှုတွေအလုံးကိုကြော်ဖြတ်ပြီးအနိုင်ရသွားပါတယ်အနိုင်ရရှိဖို့အသက်ရွယ်ဟာတားဆီးဟန်တာမဟုတ်ဘူးဆိုတာကိုသူမကသက်သေပြသွားပါတယ်ဝမ်ကျန်းုံဆိုတဲ့အဲ့ဒီမျိုးသမီးဟာသူ့ထက်အသက်ထက်ဝက်ငယ်တဲ့သူတွေနဲ့ရှင်နိုင်မဲ့ကိုလုံးကိုယ်တွေဖြစ်စေဖို့အနည်း၂၀ကျော်လေ့ကျင့်ခဲ့ရပါတယ်။သူဟာကိုရင်းဟန်ထားမှန်ဖို့ တွက်သားထိခိုက်နာကျင်မှုမဖြစ်ဖို့ကိုလက်လောက်ရှာလေ့ကျင့်မှုတွေလုပ်ခဲ့ပေမဲ့နောက်ပိုင်းမှာဝါသနာပါခဲ့ပါတယ်။တပတ်ကိုအနည်းဆုံး6ရက်လေ့ကျင့်နဲ့တရက်နာတယ်။120 kg အလေးမာတာထိုင်ထားလုပ်တာအဆရှိတဲ့လေ့ကျင့်မှုတွေလုပ်ခဲ့တယ်။ပြိုင်ပွဲမှာအနိုင်ရသောတာသူ့ကိုမာဆယ်ဂရမ်မာလို့နာမည်ပြောင်းပြန်ပေးခဲ့ပါတယ်။သူမရဲ့အောင်မြင်မှုဟာအသက်အရွယ်ကြီးမှုနဲ့ပတ်သက်တဲ့လူမှုဖွဲ့စည်းတစ်ခုလုံးကိုစင်ခေါ်ကတက်လက်ပိုင်းမျိုးသမီးတွေကိုကိုယ်ကာယလက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေလိုက်စားအောင်လှုံ့ဆော်မှုဖြစ်မှုမျှော်လင့်တယ်လို့ဆိုပါတယ်။ နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။လေရင်မှုတူဟာနိုင်ငံကူးလက်မှတ်မေးချန်ခဲ့လို့အမေရိကန်ကလည်းတရုတ်ကိုပြန်တဲ့လေရင်ဟာနောက်ကျောင်းပြန်လှည့်ခဲ့ရပါတယ်။လေမှုတူနိုင်ငံကူးလက်မှတ်မေးချန်ခဲ့တာကြောင့်အမေရိကန်နိုင်ငံ Long and Jellies ကနေတရုတ်နိုင်ငံရှန်ဟိုင်းကိုပြန်တန်းနေတဲ့ United Airlines ရဲ့ခရီးသည်တွေလေယာဉ်ကိုတော့ကြောင်းပြန်လည်ခဲ့ရပါတယ်။ဒီဖြစ်ရပ်ကမလ22ရက်နေ့ကဖြစ်ခဲ့တာလို့ဆိုပါတယ်။ Long and Jellies လေဆိပ်ကနေထွက်ခွာတဲ့လေကြောင်းအမှတ် UA198 ဟာ ပစိဖိတ်သမုဒ္ဒရာကျော်ဖြတ်ပြီးတရုတ်ရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ရှန်ဟိုင်းကိုဥတီပြန်တန်းရင်ပြန်တန်းချိန်နှစ်နာရီကြာမှာတော့လေယာဉ်မှုကနိုင်ငံကူးလက်မှတ်မေးကြံခဲ့တာကြောင့်နောက်ကျောင်းပြန်လှည့်ခဲ့ရပြီးညနေ9နာရီမှာဆန်ဖရန်စစ္စကိုလေဆိပ်ကိုဆင်းသက်ခဲ့ရပါတယ်။လေယာဉ်မှုတစ်တူလဲလဲပြီးခီးသက်တွေကိုလိုရာခီးပို့ဆောင်ပေးခဲ့ပါတယ်။ခီးသက်တွေကိုအစားအစာကုဝေးတွေစီစဉ်ပေးပြီးနှစ်နာကြည့်ပေးခဲ့တယ်လို့ United Airlines ကထုတ်ပြန်ပါတယ်။အဲ့ဒီလေကြောင်းခီးစဉ်အညာ9နာရီကျော်မှပြန်လည်ထွက်ခွာခဲ့ပြီးတတ်မှတ်ချိန်ထက်6နာရီနောက်ကျတော့ရှန်ဟိုင်းမြို့ကိုဆင်းသက်နိုင်ခဲ့တယ်လို့သိရပါတယ်။